င်္ဂလာပါအမေရိကန်နိုင်ငံ Las Vegas မြို့မှာ UFC 323ပြိုင်ပွဲမှာမြန်မာချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ဘရာဇီးနိုင်ငံ Da Flyweight တန်ရဲ့ချန်ပီယံ Pantoja တို့ကဒုက္ခပွဲမှာရှင်ပြိုင်ထိုးသတ်သွားကြတော့မှာပါဒီပွဲကမြန်မာပြည်သက်တွေထိုးဆောင်မြုံနေကြတဲ့ဘွေးကြီးပွဲကောင်းတစ်ပွဲဖြစ်ပြီးတော့မြန်မာကိုစားပြုချင်းလူငယ်ဖိုက်တာ Joshua Van ကပြိုင်ဘက် Brandon Rivera ကိုအမှတ်နဲ့နိုင်ယူပြီးချန်ပီယံပန်တိုဂျာကိုစင်ကိုသွတ်တက် ကဘာလူခွင့်ရခဲ့တာပါ MMA လောကရဲ့ကဘာထိပ်တန်း UFC လို့ promotion မှာပထမဦးဆုံးချန်ပီယံကဘာလူခွင့်ရတဲ့မြန်မာဖိုက်တာတယောက်ဆိုတဲ့မတန်ကောင်းလဲပိုင်ဆိုင်ထားပါတယ် UFC လို့ထိပ်တန်း promotion မှာမြန်မာနိုင်ငံဖိုက်တာတယောက်ချန်ပီယံကဘာလူခွင့်ရဖို့ဆိုတာတော်ရုံအရေးချင်းနဲ့တော့မရတော့ပါဘူးဒါကိုဘန်ကလုံးပြနိုင်ခဲ့ပါပြီလာမယ့်ချန်ပီယံကဘာလူပွဲမှာသာဂျိုရှွာဘအနေနဲ့ပြိုင်ဘက်ကိုနိုင်ရအောင်ဆွမ်းဆောင်ပြီးချန်ပီယံကဘာကိုရယူနိုင်ခဲ့မယ်ဆိုရင် ဘိုင်ရဲစံချိန်မှတ်တမ်းတွေကအာရှဖိုက်တာတွေအဖိုးချိုးပြက်နိုင်ဖို့တော်လေးကိုခက်ခဲသွားမှာပါ။အွန်လိုင်းဆန်းနောက်ပိုင်းချန်ပီယံကပ်နဲ့မနီဆာဖူသေးတဲ့ပရိုမိုရှင်းတီတီကမြန်မာဖိုက်တာတွေရဲ့ပွဲတွေကိုအပေးချမ်းကြတဲ့မြန်မာပြည်သက်တွေဖို့ဂျိုရှွာဘိုင်ရဲ့ပွဲကရင်ခုန်စိတ်လှုပ်ရှားဆုံးပွဲတစ်ပွဲဖြစ်လာအောင်မှာပါ။ဒီပွဲစဉ်ကိုကန်ဝင်ဖိုက်တာကြီးအွန်လိုင်းဆန်းကိုတိုင်းပွဲထိုးမဲ့ကွင်းနဲ့တီသွားရောက်ပြီးဂျိုရှွာဘန်ဖက်က ဝင်းရအပေးသွားမယ်ဆိုပြီးသူ့ရဲ့လူမှုကွန်ရက် social media ပေါ်မှာတင်လာတာပါစီနီယာကိုဂျီအောင်လက်အဆန်းလိုကျေရှူအပန်တယောက်ပြိုင်မဲ့ကိုနိုင်ယူပြီးမြန်မာကိုဆောင်ပြသွားနိုင်အောင်မလားရင်ခုန်စွာဆောင်မြော်အပေးသွားရမှာပါအလုံးကိုကျေးဇူးများတမ